စစ်ကော်မရှင်က2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းနှင့်မြို့နယ်တရားစီရင်ကိုအော်တိုဘာလ28ရက်နေ့ကကြီးညာခဲ့ရမှာတနင်္လာရီတိုင်းကရေဖြူကျွန်းစုနဲ့တနင်္လာရီမြို့နယ်တို့ပါဝင်လာပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတင်မှာတော့တဝဲမြိတ်ဖုတ်ပြင်းကော့တောင်းလင်းမြူနယ်ပါဝင်တယ်လို့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ် တနင်္လာရီတိုင်းမှာမဲဆန္ဒနယ်စပ်မြို့နယ်ရှိတဲ့ထဲကကြံမြို့နယ်တွေဖြစ်တဲ့ပလောတရက်ချောင်းလောင်လုံးမြို့နယ်တို့မှာရွေးကောက်ကွဲခြင်းပဖို့မကြေညာသေးပေမဲ့အဲ့ဒီမြို့နယ်တွေမှာဝင်ရောက်အရွေးခံမဲ့ကိုယ်စားလှယ်လောင်စည်ရင်ကိုတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။အခုထပ်ကြေညာခဲ့တဲ့ရွေးကောက်ပွဲအပိုင်းနှစ်မှာပါတဲ့ရေဖြူမြို့နယ်ရဲ့အတိုင်းလွှတ်တော်မဲအများဆုံးရောက်သူအနိုင်ယူစနစ်နဲ့ပြည်သူ့လွှတ်တော်နေရာတွေမှာပြည်အောင်စုချင်းခိုင်ရင်တဲ့ဖွံ့ဖြိုးရေးပါတီတစ်ခုတည်းပဲရှင်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီမဲဆန္ဒနယ်တွေမှာကြံ့ခိုင်ရေးပါတီကရွေးကောက်ပွဲမကျင်းပခင်ကတည်းကအနိုင်ရသွားပြီဖြစ်ပါတယ်။တနင်္လာရီတိုင်းမှာတိုက်ပွဲတွေနဲ့ပဏိပခတွေပြင်းထန်နေပေမဲ့လည်းစစ်ကွန်မရှင်ကတိုင်းတွင်းမြို့နယ်အားလုံးမှာရွေးကောက်ပွဲကျင်းပမယ်လို့ဆိုထားပါဗျ။ဒါအပြင်အခုရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့တနင်္လာရီမြို့နယ်မှာစစ်အနာရှင်တက်ကအော်တိုဘားလာအတွင်းလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတယ်လို့ရေဖြူနဲ့ကျွန်းစုမြို့နယ်မှာလည်းမကြာခဏတိုက်ပွဲတွေဖြစ်နေပါဗျ။ စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာတနင်္လာရီတိုင်းကနေကြံ့ခိုင်ရေးပါတီပြည်သူပါတီပြည်သူရှေ့ဆောင်ပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီမြန်မာနိုင်ငံတောင်တူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပါတီတွေကကိုယ်စားလှယ်ရင်းနဲ့တတိပုဂ္ဂလစုစုပေါင်းလှတ်တော်ကိုယ်စားလှယ်လောင်း124ဦးဝင်ရောက်ရှင်ပြိုင်ဖို့ရှိရဲလို့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။